โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ကျွဲဆီမူလေးတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကเนาะဒီကျွဲကွန်ပရက်ဆာရဲ့ဆီမူလေးတာနဲ့ပတ်သက်ပြီးတော့ကျွန်တော် exercise 4ကိုဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ exercise 4နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာ notes လေးရေးထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော် exercise 1 2 3เนาะကျွန်တော်တို့တင်ဆက်လာတဲ့အခါမှာเนาะအဓိကကျွန်တော်တို့ကเนาะဒီ compressor တွေကို เนาะဒီပမာဏများခြင်းနည်းခြင်းเนาะအဲလေးပေါင်းတို့အချက်ပုံမှာတည်ပြီးတော့ကျွန်တော်တို့ compressor နှလုံးမမမှာလားခလုံးနဲ့မမမှာလားဆိုတာကိုကျွန်တော် lesson 3မှာနောက်ဆုံးပြောခဲ့တယ်ပေါ့เนาะဆိုတော့ဒီနေရာမှာတော့ကျွန်တော်ဒီ exercise form မှာကြာတော့ကျွန်တော်တို့ကเนาะကျောင်းဒီ factory တွေထဲမှာဒီ compressor နှလုံးကိုเนาะကျွန်တော်တို့ long time ဘယ်လိုမျိုးခိုင်းလို့ရလဲเนาะ တောင်းတိုင်းခိုင်းမဲ့ဆိုရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဘာတွေပြင်ဆင်ရမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ slide 4မှာကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့လောင်းတိုင်းခိုင်းမဲ့ဆိုရင်ကျွန်တော်တို့ကနော်ဒီစယုံတရုံရဲ့အလုပ်ချိန်ပေါ့နော်အလုပ်ချိန်တစ်ချောင်းလုံးကိုကျွန်တော်တို့က compressor ကိုလေပောင်ရဲ့လိုအပ်ချက်အရမောင်းရတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာလည်း compressor ကနှလုံးနဲ့ရှိတယ်အဲအဲ့လိုမျိုးခံပြုမှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးလုပ်လို့ရလဲဆိုတာကိုเนาะကျွန်တော်အခုကနေစပြီးတော့ပြောသွားမှာဖြစ်ပါတယ် အဲ့တော့ဒီမှာကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်เนาะဒီ Joule compressor မှာเนาะဒီ compressor တစ်လုံးတည်းကเนาะဒီ long run မဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကအဓိကကာကွယ်ဖို့အတွက်เนาะဒါနံပါတ်1အချက်ပေါ့เนาะနံပါတ်2အချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးရလိုအပ်ချက်ပေါ့เนาะအဲလုံးရလိုအပ်ချက်ဆိုတာကဘယ်လိုမျိုးဖြစ်ရလဲဆိုကျွန်တော်တို့ဒီမှာ flow ပေါ့เนาะအဲ့တော့ flow တက်လာမယ်ဆိုလို့ရှိရင်เนาะကျွန်တော် compressor နှလုံးလုံးက wind မောင်းပြီးမယ် နော်အဲ့တော့တွားဘယ်လိုအခြေအနေမျိုးမှဖြစ်နိုင်လဲဆိုတော့ကွန်ပျူတာတစ်လုံးနဲ့မောင်းနေတဲ့အခြေအနေမျိုးမှဟုတ်ပြီနော်ကွန်ပျူတာတစ်လုံးနဲ့မောင်းနေတဲ့အခြေအနေမျိုးမှကျွန်တော်တို့က flow လိုအပ်ချက်ကနည်းနည်းပုံများလာတယ်ဆိုရင်ကွန်ပျူတာတစ်လုံးနဲ့နဲ့မလုပ်တော့ဘဲနဲ့ကွန်ပျူတာနှလုံးကနေဝိုင်းမောင်းပေးတာမျိုးဟုတ်ပြီနော်ဒါကကျွန်တော်လုတ်တက်တဲ့အခြေအနေမှဖြစ်လာမယ့်အခြေအနေပေါ့နော်နံပါတ်3နေတော့ကျွန်တော်တို့ကနော်ဒီလိုအပ်ချက်ကနော်ကျွန်တော်တို့ဒီမှာနော် အဲ50 60%ဆိုလို့ရှိရင်နော်ကွန်ပျူတာတစ်လုံးနဲ့ပဲလည်စေမယ်ဟုတ်ပြီနော်ကွန်ပျူတာတစ်လုံးနဲ့ပဲလည်စေမယ်အဲ့တော့ကွန်ပျူတာတစ်လုံးနဲ့လည်နေဆိုပေမဲ့လေနော်ကျွန်တော်ကဒီ50 60%မှာကွန်ပျူတာနှလုံးကိုနော်တန်ထရကင်လုပ်ဖို့ဟုတ်ပြီနော်ကျွန်တော်ဝေးရမြတ်အောင်လုပ်ဖို့လေကျွန်တော်တို့ဒီ program မှာပြင်ဆင်သွားမှာဖြစ်ထည့်သွားမှာဖြစ်ပါတယ်အဲနံပါတ်၄အချက်အနေနဲ့တော့ကျွန်တော်တို့က short cycling မဖြစ်ဖို့လေကျွန်တော်တို့ဒီ program ထဲမှာကောက်ွယ်ထားမယ် အဲနံပါတ်5အနေနဲ့တော့ကျွန်တော်တို့ကကွန်ပျူတာတစ်လုံးချင်းစီရဲ့ accumulated run time ကိုမြင်နိုင်ဖို့ဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကကွန်ပျူတာတစ်လုံးချင်းစီရဲ့ accumulated run time ဆိုတာပါနော်အဲကျွန်တော်ဒီ simulator မှာဆိုရင်သူကဒီမှာ plan air system ဆိုပြီးတော့ပေါ်ပြထားတာရှိတယ်ဆိုတော့အဲ့ဒီနေရာလေးကိုနော်ကျွန်တော်တို့ကဒီကွန်ပျူတာတစ်လုံးချင်းစီရဲ့နော်ဒီ run time ဟုတ်ပြီနော်အဲကွန်ပျူတာတစ်လုံးချင်းစီရဲ့ run time ကိုကျွန်တော်တို့မြင်ရအောင်လို့ကျွန်တော်လုပ်ပြသွားမယ်ပေါ့နော် ဆိုတော့အဲ့လိုလုပ်တဲ့အခါမှာကျွန်တော်တို့ကဘာတွေသုံးမှလဲဆိုလို့ရှိရင်နော်ကျွန်တော်ဆက်လက်တာတွေသုံးမယ်။ဟုတ်ပြီနော်တကယ်လို့ကျွန်တော်ကဆက်လက်တာ A ကိုရွေးထားရင်နော်ဆက်လက်တာ A ဆက်လက်တာ B ရှိတယ်ပေါ့နော်ဆက်လက်တာ C တော့ကျွန်တော်တို့ဒီမှာမပါဘူး။ဆက်လက်တာ A နဲ့ B ကိုကျွန်တော်တို့ကတကယ်လို့ A ကိုရွေးထားမယ်ဆိုရင်နော်ကျွန်တော်တို့ဒီမှာ timer 4ရဲ့ accumulated runtime ကိုပြမယ်။အဲ့တော့ ဒီမှာတိုက်မှာပိုးကဘာအတွက်တော့ထည့်ထားတာလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်မော်တာ1 run နဲ့အတိုင်းကိုပြချင်တာအဲ့တော့ကျွန်တော်တို့ကဒီမှာမော်တာ1 run နဲ့အတိုင်းကိုကြည့်ချင်တယ်ဆိုရင် selector A နေရာမှာ selector A ကိုရွှေ့ထားမယ်မော်တာ2 run နဲ့အတိုင်းကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့က selector B ကိုရွှေ့ထားမယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီမှာကျွန်တော်အရှိမတင်ခဲ့တဲ့သင်ခန်းစာတွေထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ 2BCD TOD ဆိုတဲ့ instruction ကိုသုံးတယ် အဲ့တော့ဒီမော်တာတွေကိုကျွန်တော်တို့လေပတ်ဖို့အတွက်ကိုကျွန်တော်ဗာသုံးလဲဆိုတော့မော်တာတွေလေပတ်ချိန်ကိုကြည့်ဖို့အတွက်ကိုကျတော့ကျွန်တော်တို့ကနော် redundant timer ကိုသုံးတယ်ဟုတ်ပြီနော်အဲ့တော့ redundant timer ဆိုတာကတကယ်လို့မော်တာရက်သွားမယ်ဆိုရင်ဒီ timer လည်းဖြတ်နေမယ်ဟုတ်ပြီနော်မော်တာကိုကျွန်တော်တို့က redundant timer နဲ့ချိန်ထည့်ထားတာဖြစ်ပါတယ်ဆိုတော့ဒီမော်တာတွေကကျွန်တော်တို့ရဲ့ဒီ system ထဲမှာနော် ဘယ်ပေါ်မှာမူတည်ပြီးတော့မောင်းပါလဲဆိုတော့ကျွန်တော်ဒီမှာတတ်မှတ်ထားတဲ့ဒီเนาะဒီ set point pressure တွေရှိမယ်เนาะနောက်တစ်ခါကျွန်တော်တို့ဒီမှာเนาะပြန်ရော့သွားမယ် span pressure တွေရှိမယ် span psi တွေရှိမယ်အဲ့ဒီပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့က flow lower ချက်ပုံမှန်မူတည်ပြီးတော့ဓာတ်တွေကလိုက်ပြီးတော့အဲပြောင်းလဲသွားမှာပဲဖြစ်ပါတယ်ဆိုတော့เนาะဒီ program ရဲ့ဒီအစပိုင်းကတော့ကျွန်တော်ဒီအရှိ မှာရှိတဲ့ program အတိုင်းပဲကျွန်တော်ရေးထားတယ်အာကျွန်တော်တို့ဒီပေါ့နော်ဘယ်နေရာလောက်ကနေပြန်ပြီးတော့ကျွန်တော်တို့ကအစပြန်လာမလဲဆိုလို့ရှိရင်ဒီမှာပါနော်ဒီ motor ကို motor ရဲ့ run time ကိုကျွန်တော်တို့က timer နဲ့စပြီးတော့ထိန်းပါတယ်ဟုတ်ပြီနော်အဲ့ဒီတော့ကျွန်တော်ဒီမှာ motor ရဲ့ run time ကိုဒီမှာ timer လေးထည့်ထားတာဖြစ်ပါတယ်အဲ့တော့ motor တစ်လုံးပေါင်းပြီဆိုရင်ကျွန်တော်ဒီမှာ timer ဆက်ပြီးတော့ level ဟုတ်ပြီနော်အဲဒီလိုမျိုးသဘောမျိုးပဲ ဖြစ်ပါတယ် ဆိုတော့ဒီမှာကျွန်တော်ကမော်တာနှလုံးလုံးကိုတိုင်မာတစ်လုံးတည်းကပဲကြည့်စီတယ်ပေါ့နော်။ဒီမှာပြဘဲမော်တာပဲမောင်းမောင်းကျွန်တော်တို့ကဒီမှာတိုင်မာ T42 เนาะအဲလဲသွားမှာမျိုးအဲကျွန်တော်ရေးထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာเนาะကျွန်တော်ဒီ return တိုင်မာကိုတော့ကျွန်တော်ကမော်တာတစ်လုံးချင်းစီအတွက်ကိုပြန်ထည့်ထားတယ်။အဲကျွန်တော်တို့ပြန်ပြီးတော့ဒီမှာပြန်ကြည့်ဖို့အတွက်တော့ဒီ return တိုင်မာကပြန်ထုတ်ပေးမယ် value ကကြာတော့ကျွန်တော်တို့ဒီမှာเนาะ ဒီဆလတာတွေကနေပြီးတော့ကျွန်တော်ဒီเนาะအခုဒီမှာပြောထားတယ်เนาะကွန်ပျူတာတစ်လုံးချင်းစီရဲ့ accumulated time ကိုမြင်စေဖို့အတွက်ပေါ့เนาะဒါမျိုးလေးပါဆိုတော့ဒီနေ့အမှကျွန်တော်တို့ကဝေးသုံးခုသုံးထားလို့ဝေးသုံးခုနီလန်သုံးခုကျွန်တော်တို့အသုံးပြုလို့ရတယ်နံပါတ်1နီလန်ကတော့ run time timer base assist ပေါ့เนาะဆိုတော့သူကကြာတော့ဒီ compressor 1เนาะ motor 1ကိုကျွန်တော်တို့ကတတ်မှတ်တဲ့ run time 9မိနစ်ထက်ကြာမယ်ဆိုရင်เนาะ ဒါဆိုရင် compressor တစ်လုံးကိုကျွန်တော်တို့က5မိနစ်လောက်မောင်းလိုက်မယ်ဆိုရင်เนาะ compressor 2C2 ကိုလည်းနော်ကျွန်တော်တို့က on ထပ်လုပ်မယ်ပြောချင်တာက compressor 1ရဲ့ accuracy ကိုပဲကျွန်တော်တို့သုံးမှာမဟုတ်ဘူး9မိနစ်ကျော်တာနဲ့ compressor C2 ကဆက်ပြီးတော့ on လာမယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒါကတစ်ချက်နော်အဲအဲ့တော့အဲ့ဒီအခြေအနေမျိုးမှာပဲနော်ကျွန်တော်တို့က pressure switch 2ကသတ်မှတ်ထားတဲ့ minimum pressure ထက်ကျမယ်ဆိုရင်ကျွန်တော်တို့က compressor C2 ကိုဆက်ဖို့အနေနဲ့ ့ on beta မျိုးဟုတ်ပြီနော်အဲ့တော့ဒါဒါကကျွန်တော်တို့ run time မှာ base assist ဖြစ်ပါတယ်အဲ့တော့ကျွန်တော် way number 2ကိုပြောပါမယ် way number 2ကတော့ကျွန်တော်တို့ pressure drop duration detection လို့ခေါ်ပါတယ်အဲ့ဒါကတော့ဒီ pressure high ဖြစ်လာတဲ့အခါမှာ low ဖြစ်ဖို့အတွက်လိုအပ်တဲ့ time tracking ကိုသတ်မှတ်ပြီးတော့တလုံးနဲ့မတင်တော့နိုင်ဘူးလားဆိုတော့ကျွန်တော်တို့ကသုံးကြည့်မယ်ဟုတ်ပြီနော်တကယ်လို့ဘာလို့မဟုတ်ဘူးအဲ့ဒီကြားထဲမှာဖြတ်သွားရင်တော့ เนาะဒီ C2 ကိုเนาะကျွန်တော်တို့ဆက်ပြီးတော့ on သွားမယ် compressor 2ကိုဆက်ပြီးတော့ on သွားမယ်ဆိုတော့ဒါကတော့ pressure drop duration detection ဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ် wave number 3အနေနဲ့ကြော pressure เนาะဒီ pressure switch 2ပေါ့เนาะ pressure switch 2ကဒီ pressure switch 2ဒါလေးပေါ့နော်ဆိုတော့သူကတော့ဒီ low pressure support compressor သူရဲ့ pressure ကကြာလာမယ်ဆိုကျွန်တော်က compressor ကို online ပဲ drive timer based on detection c1 ထဲမှာ run time က5မိနစ်ဆိုလဲ support on ပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အရှိမပြောသလိုမျိုး toggle alternate လို့ပို့တဲ့ compressor ရဲ့ selector auto toggle ပုံမှန်မူတည်ပြီးတော့ equal wire မျှတအောင်ကျွန်တော်လုံးမယ်ဒါကနံပါတ်3ဒီလန်ဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့เนาะဒီ alter auto alternating logic ကတော့အချင်းချင်းပြန်ပြီးတော့အသုံးပြုတာပေါ့เนาะဒါကကျွန်တော်ကျွန်တော်တို့တစ်လုံးနဲ့တစ်လုံးကိုเนาะနဲ့နှစ်နာအောင်မနစ်နာစီပဲနဲ့အလဲကျမောင်းတဲ့စနစ်မျိုးเนาะကွန်ပျူတာတစ်လုံးက7မိနစ်နောက်တစ်လုံးက7မိနစ်ပြီးသွားရင်เนาะအဲကွန်ပျူတာနှလုံးလုံးက7မိနစ်စီမောင်းပြီးပြီဆိုရင်တနေ့ကျွန်တော်တတိယမြောက်မှာ compressor 1ကိုပြန်မောင်းခိုင်းမယ်ဟုတ်ပြီနော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးလဲကျွန်တော်တို့ရဲ့ဒီ program ကိုကျွန်တော်ရေးသားလို့ရတယ်အဲအဲ့ဒီမှာကျွန်တော်တို့ကနောက်ထပ်ပိုလာတာလေးတစ်ခုကဒီ accumulated time runtime ကိုကျွန်တော်တို့က display logic ကို led display မှာအဲသွားပြမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က selector တစ်ခုသုံးပြီးတော့ကျွန်တော်တို့နော် display တွေကိုအဲကြည့်လို့ရအောင်ကျွန်တော်တို့ကဖန်တီးထားတာပဲဖြစ်ပါတယ်ဒါဆိုရင်နော် ကျွန်တော်ဒီမှာဒီ program ရဲ့တိဆောက်တဲ့အချက်တွေပါတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်ပေါ်ပြထားတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ program ရဲ့ရေးပုံရေးသားနည်းလဲကျွန်တော်ပြောထားတယ်ဆိုတော့ကျွန်တော်က program ကိုတော့ရေးထားတာပေါ့နော်အဲ့ဒီ logic အတိုင်းပဲကျွန်တော် program ကိုရေးထားတယ်ဆိုတော့ program ရဲ့ရေးထားပုံလေးကိုကျွန်တော်ဒီမှာရှင်းပြမယ်ပြီးရင်ကျွန်တော်တို့စံပေါင်းကြည့်ပါမယ်အဲ့တော့ program ကတော့အစပိုင်းမှာတော့ကျွန်တော်တို့ကเนาะ တင်ပို့ရတာနဲ့ကျွန်တော်တို့က run light လင်းမယ် run light လင်းရင်เนาะကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ motor 1စပြီးတော့လင်းမယ်ဟုတ်ပြီเนาะဒါပေမဲ့ကျွန်တော်တို့ရဲ့လုံးရဲ့လိုအပ်ချက်ပုံမှာမူတည်ပြီးတော့ motor 2လဲလဲကောင်းလဲလာနိုင်တယ်ဟုတ်ပြီเนาะ motor 2လဲလဲကောင်းလဲလာနိုင်တယ်เนาะဒါကတော့ကျွန်တော်တို့ဒီဘက်မှာရှိတဲ့ flow ပုံမှာအလုပ်ပုံမှာမူတည်တဲ့ကိစ္စပဲဖြစ်ပါတယ် အဲ့တော့မှကျွန်တော်တို့ကနော်ဒီမော်တာ2ပဲဖြစ်ဖြစ်မော်တာ1ပဲဖြစ်ဖြစ်လဲပဲဆိုရင်ကျွန်တော်တို့ဒီမှာ timer တစ်ခုစပြီးတော့မောင်းပါမယ်ဒါဆိုရင်ကျွန်တော်တို့ not parallel timer condition ကဘယ်လိုသွားမလဲဆိုတော့ကျွန်တော်မော်တာတစ်လုံးပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့က compressor 1ပဲမော်တာကိုမောင်းတယ်ဆိုလို့ရှိရင်နော် compressor 1နဲ့နဲ့ပတ်သက်တဲ့ဒီဒီအချိန်ကပြောင်းသွားမယ် compressor 2ရဲ့ motor ကိုမောင်းပွဲဆို compressor 2နဲ့ပတ်သက်တဲ့အချိန်ကပြောင်းသွားမယ်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာပေါ့နော် အဲဒီဒီဆက်လက်တာတွေနဲ့ကျွန်တော်တို့ကနော့ရွှေ့ပြီးတော့ဖြည့်သွားလို့ရတယ်ကျွန်တော်ဒီမှာ hash paste on ထားတယ်တကယ်တော့ကျွန်တော် hash paste မထားဘူးဆိုရင်လည်းရတယ်ပေါ့နော်အခုဒါကတော့ကျွန်တော်တို့က BCD နဲ့ပြနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီ BCD တွေဘယ်လိုပြောင်းသွားတာလဲဓာတ်တွေဘယ်လိုလုပ်လိုက်တာလဲဆိုတာတော့ကျွန်တော်အရှိရာသင်ခန်းစာတွေမှာကျွန်တော်ပြောပြခဲ့ပြီးပြီတကယ်လို့အဲ့ဒါကိုသိကျင်နေဟာလာမမီလိုက်ဘူးဆိုရင်တော့အဲ့ဒီသင်ခန်းစာတွေကိုသွားကြည့်ပဲပါလို့ကျွန်တော်အကြံပေးခြင်းပါတယ်ကဲဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ ဒီ program ကိုကျွန်တော်အစနေပြန် run ပါမယ်အဲ့တော့အစနေပြန် run ဖို့အတွက်ကျွန်တော်တို့ကဒီမှာ data တွေအားလုံးကို clear လုပ်ပါမယ်အဲ့တော့လောလောဆယ်ကတော့ကျွန်တော် selector A ကို ထားထားပေးတယ် အဲ့တော့ကျွန်တော်တို့ဒီမှာချက်ရှိရှိတဲ့ flow ကိုကျွန်တော်ကအနိုင် flow နဲ့သွားထားပေးတယ်ပေါ့နော်ဒါဆိုရင် ကျွန်တော်တို့က pressure switch နှစ်ခုကနော် compressor တစ်ခုစီရဲ့ pressure switch နှစ်ခုကနော်အဲသူ့ရဲ့နော်ဒီ maximum pressure set point က47 minimum pressure ကကျွန်တော်တို့20ပေါ့နော်ဒီမှာဆိုရင်တော့ maximum က53 minimum က20 okay ဆိုတော့ဒီအခြေအနေမှာကျွန်တော်ကအခု step စလုပ်ကြည့်မယ်ပေါ့နော် okay အစတဆလုပ်တဲ့ခါမှာတော့ကျွန်တော်တို့ရဲ့ compressor ကိုเนาะသူကခက်တတ်တတ်ခက်မမြန်လဲစေနေတာဖြစ်တဲ့အတွက်เนาะ compressor နှလုံးလုံးကိုတပြိုင်တည်းမောင်းတဲ့အချိန်ဒီတစ်ခုကို ထားပြီးတော့လုပ်တယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့က50% flow နဲ့เนาะဒီ compressor နှလုံးလုံးကိုကျွန်တော်တို့ကလဲစေတဲ့ပုံမျိုးဖြစ်ပါတယ်โอเคป่ะเนาะ ဒါဆိုရင်เนาะကျွန်တော်တို့ဒီမှာเนาะမြင်နေရတာကတော့ဒါတော့ကျွန်တော် A selector A ကိုရွှေ့ထားတာဖြစ်တဲ့အတွက် compressor A ရဲ့เนาะ compressor 1ရဲ့เนาะဒီအချိန်ကိုပြတယ်တကယ်လို့ကျွန်တော်ကဒီမှာ selector B ဆိုရင်ဒါ compressor 2အဲ့တော့ compressor 1နဲ့ compressor 2ကလောလောဆယ်တော့ဘာဖြစ်လဲဆိုတော့အချိန်ကအတူတူပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီမှာ flow အရ50% flow ဆိုတော့ compressor နှလုံးလုံးကလည်းတပြိုင်တည်းသူက program ရဲ့အစမှာကျွန်တော်ရေးထားတဲ့အတိုင်းပဲစပြီးတော့ရုံးတဲ့ဒါဆိုရင်အခုဒီမှာကျွန်တော်တို့လိုအပ်ချက်အရာ compressor နှလုံးလုံးကိုကျွန်တော်တို့ကเนาะအဲသူက parallel နဲ့သွားနေတယ်ပေါ့နော်လောလောဆယ်မှာတော့သူက compressor နှလုံးလုံးက parallel condition နဲ့သွားနေတာပဲဖြစ်ပါတယ်အဲ့တော့သူကနှလုံးလုံးတစ်ပြိုင်တည်းမောင်းပဲနှလုံးလုံးတစ်ပြိုင်တည်းရက်ပဲပေါ့နော်ဆိုတော့လောလောဆယ်တော့အဲ့ဒီပုံစံနဲ့သွားနေပါတယ် အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာတွေထပ်လုပ်လို့ရလဲဆိုတော့ဒီမှာလုတ်ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကပြင်လိုက်မယ်ဆိုကြပါစို့ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာပြင်ကြည့်ပါမယ် Okay အဲ့တော့ကျွန်တော် set point pressure ကိုနော်ဒီ pressure switch 1အတွက်55 pressure switch 2အတွက်ကျွန်တော်ကနော်65ဆိုပြီးတော့ပြင်လိုက်မယ်ဆိုကြပါစို့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်နော်သူတို့ရဲ့နော် ဒီ compressor နှလုံးလို့ရအလုပ်လုပ်ပုံကိုပြန်တစ်ချက်ကျွန်တော်တို့လေ့လာကြည့်ပါမယ်။ Okay ဒါဆိုသူကဒီမှာ set point 50เนาะမာသူကမဖြစ်သွားလဲဆိုလို့ရှိရင်เนาะဒီ pressure ညော့တယ်လို့သတ်မှတ်ပြီးတော့သူ motor နှလုံးလုံးကဖြတ်သွားပဲ။ဒါကကျွန်တော်တို့လိုချင်တဲ့ set point pressure တစ်ခုကိုเนาะအဲရအောင်သွားနေတဲ့သဘောပေါ့เนาะ အဲ့တော့ set point pressure ကဘယ်ချိန်မှပြန်ရော့ကြမှာဆိုရင်ကျွန်တော်တို့ဒီမှာ55နဲ့เนาะ20ကိုနှုတ်လိုက်တဲ့အချိန်မှာရလာတဲ့ reset တစ်ခုပေါ့เนาะအဲ့တော့အဲ့ဒီ reset တစ်ခုရောက်လာတဲ့35ဖြစ်လာတဲ့အခါမှာသူကပြန်ပြီးတော့လဲလာဟုတ်ပြီเนาะ okay ဆိုတော့ဒါကကျွန်တော်တို့ဒီမတူညီတဲ့ဒီ pressure နှစ်ခုကိုเนาะကျွန်တော်တို့ pressure switch နှစ်ခုကိုကျွန်တော်တို့ကเนาะအဲဒီ differential ပုံစံနဲ့တွားနေတာပေါ့နော်။ Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာเนาะဒီ flow ကိုကျွန်တော်ကเนาะ80%ထားကြည့်မယ်။ဟုတ်ပြီเนาะဒါဆိုကျွန်တော်က flow ရဲ့လိုအပ်ချက်ကဘာဖြစ်သွားပြီလဲဆိုတော့80%ဖြစ်သွားပြီ။ဆိုတော့80%မှာเนาะ flow ရဲ့လိုအပ်ချက်80%မှာကျွန်တော်တို့တင်ပေးမဲ့လေပုံကเนาะ35မှာကျွန်တော်က၄ပုံစတင်မယ်။ဟုတ်ပြီเนาะ။အဲ့35ဖြစ်တဲ့ချိန်မှာ၄ပုံစတင်မယ်။ဒါပေမဲ့သူကဒီလိုအပ်ချက်က80%ဖြစ်တဲ့အတွက်เนาะ အဲသူရဲ့အလုပ်လုပ်ပုံကပုံစံကတပြိုးတပြီးပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်ဟုတ်ပြီနော် Okay အဲ့တော့သူကဘယ်အချိန်မှာပြန်ပြီးတော့ pressure ကို switch ကိုဖြတ်ချလိုက်ဆိုတော့ကျွန်တော်90ရောက်တဲ့အချိန်မှာ switch ကိုပြန်ဖြတ်ချလိုက်တယ်ဟုတ်ပြီနော်တကယ်တော့သူရဲ့လိုအပ်ချက်က80ရာခိုင်နှုန်းဖြစ်သွားတာပဲဖြစ်ပါတယ် အဲ့ဒါကျွန်တော်တို့35ပြန်ဖြစ်ပြီဆိုတာနဲ့သူပြန်မောင်းပါလိမ့်မယ်ဟုတ်ပြီနော်35ဆိုတာနဲ့သူပြန်မောင်းပါမယ်โอเคဟာ35ဆိုတာနဲ့သူပြန်မောင်းမယ်ဆိုတော့ကျွန်တော်တို့ရဲ့လိုအပ်ချက်ကနော်90%ဖြစ်ခဲ့မယ်ဆိုရင်ဟုတ်ပြီနော်ဒါကျွန်တော်ကလိုအပ်ချက်ကိုနော်ဒီ flow ရဲ့လိုအပ်ချက်ကိုကျွန်တော်အမျိုးမျိုးနော်ကျွန်တော်ပြောင်းလဲပေးနေတာပဲဖြစ်ပါတယ်အဲ့တော့ flow ရဲ့လိုအပ်ချက်က90%ဖြစ်ပြီဆိုရင်ကျွန်တော်တို့သူ့ကိုเนาะအဲဒီမှာသူကเนาะ 55လောက်မှာပဲသူကเนาะ7.55လောက်မှာသူပြန်ကျသွားတယ်ဟုတ်ပြီเนาะအခုနောက်တော့သူ50မှာကျတယ်เนาะဒါဆိုတော့7.55မှာသူပြန်ကျသွားတယ်ဒါဆိုရင်သူက flow ရဲ့လွယ်ချက်ကအဲ90%ဖြစ်သွားတာပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်35လောက်မှာသူက90% flow ပြန်ရအောင်လို့ flow 90%လွယ်ချက်ကိုသူပြန်မောင်းဟုတ်ပြီเนาะဆိုတော့ဒီနေရာမှာကျွန်တော်တို့ကเนาะဒီ pressure switch ဖြစ်ခြင်းတဲ့ set point ကိုကျွန်တော်တို့လိုသလို parameter ပေးသွားလို့ရတယ်ဟုတ်ပြီနော်ကျွန်တော်လိုသလိုပါရာမီတာပေးသွားလို့ရတယ်လောလောဆယ်တော့ကျွန်တော်တို့ရဲ့လုပ်ရဲ့လိုအပ်ချက်အရာဟောနော်ကွန်ပရက်ဆာနှလုံးလုံးလည်နေတာကိုတွေ့ရမှာဟုတ်ပြီနော်လုပ်ရဲ့လိုအပ်ချက်အရာကွန်ပရက်ဆာနှလုံးလုံးလည်နေတာကိုကျွန်တော်တွေ့ရပါလိမ့်မယ်โอเคเนาะ လောလောဆက်ရကွန်ပျူတာနှလုံးလုံးကလည်နေတာကိုတွေ့ရပါလိမ့်မယ်။ဟုတ်ပြီနော်။ဒါဆိုရင်အခုဒီမှာเนาะကျွန်တော်တို့ set point က17သူက9ဟုတ်ပြီနော်။ဒါဆိုရင်သူရဲ့ခြာနာခြင်းเนาะဒီ90%တို့အချက်ဒီပြီးတော့သူကเนาะခြာနာခြင်းနည်းနည်းလေးနဲ့ပဲပြန်ပြီးတော့เนาะဒီ compressor ကိုပြန်ပေါင်းမယ်ဟုတ်ပြီနော်။အဲ့ကြကယ်တော့ကျွန်တော်တို့ရဲ့ flow က နော် flow rate ကပုံများလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာရှိတဲ့ PSI ရဲ့ခြားနာခြင်းအနည်းငယ်တော့လူတာနဲ့တော့ပြင်ပြင်မောင်းပြပါဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ဒီ flow ပုံမှာလည်းဒီဟာကမူတည်တယ်လို့ကျွန်တော်တို့အကြမ်းမင်းအဖြစ်ပြောလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ compressor နှလုံးလုံးကအများအားလည်နေမှာလားဆိုတော့ဒါတော့ကျွန်တော်တို့ရဲ့ flow ရဲ့လိုအပ်ချက်အရာကျွန်တော် flow ရဲ့လိုအပ်ချက်ကိုတင်ပေးလိုက်လို့ဆိုတော့လဲတာပေါ့နော်တကယ်လို့ကျွန်တော်က flow ရဲ့လိုအပ်ချက်ကို short ချလိုက်ဟုတ်ပြီနော် မှာပြ flow ရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ကเนาะ10%လောက်ပဲထားကြည့်မယ်ဆိုကြပါစို့ဟုတ်ပြီเนาะ10%လောက်ပဲထားကြည့်မယ်ဆိုကြပါစို့ဒါကျွန်တော် flow ရဲ့လိုအပ်ချက်ကိုလုံးဝအနိုင်ဆုံးအောင်ဆင်းပေးလိုက်တာပေါ့เนาะโอเคဒီလိုဆိုရင်ဘယ်လိုဖြစ်သွားနိုင်လဲပေါ့เนาะဒါကျွန်တော် pressure switch နှစ်ခုကိုကျွန်တော်က80 90ထားထားတယ်ဟုတ်ပြီเนาะ flow ရဲ့ lower check က10%ပဲဟုတ်ပြီเนาะဒါဆိုကျွန်တော်တို့ကအချိန်တော်ကြာပါလိမ့်မယ် เนาะဒီနေရာမှာအချိန်တော်တော်လေးကြာမယ်เนาะအချိန်တစ်ခုလောက်အချိန်တော်တော်လေးတစ်ခုလောက်ကြာပြီးတော့မှသူကเนาะအဲဒီ flow ရဲ့လွယ်ချက်ပုံမှာမောင်းတကယ်လို့ကျွန်တော်တို့ကဒီမှာ flow ရဲ့လွယ်ချက်ကိုပြန်ပြီးတော့မြင့်တင်ပေးလိုက်ပဲဆိုရင်ဟုတ်ပြီเนาะအဲသူရဲ့ဒါ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 သူเนาะဘာပြန်ပြီးတော့ဖြစ်လာလဲဆိုရင်เนาะဒီမှာကျွန်တော်တို့ဒီဘက်ကလေးပြန်ထုတ်လိုက်တဲ့ percentage ကများလာတာဖြစ်တဲ့အတွက်သူကပြန်ပြန်ပြီးတော့เนาะဒီဟာကိုပြန်မောင်းပေးမှာ ဟုတ်ပြီနော်ပြန်မအောင်အဲ့တော့ personage နဲ့လေးလေးနော်ကျွန်တော်တို့ဒီမှာရှိတယ်နော်ဒီသုံးဆွဲမှုအဓိကကတော့ကျွန်တော်တို့ဒါကသုံးဆွဲမှုလို့လောက်တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်နော်အဲ့တော့လောက်ပုံမှာကူတည်ပြီးတော့ကျွန်တော်တို့ပေးရတဲ့လေးရဲ့လေးပေါင်းရဲ့ပမာဏနော်အနည်းများနော်အပြောင်းလဲရှိလာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် program ကိုဒီလိုပုံစံမျိုးရေးသားထားတာပဲဖြစ်ပါတယ် ဆိုတော့ဒီ program ကတော့เนาะကျွန်တော်တို့ဒီ dual compressor exercise ရဲ့เนาะနောက်ဆုံး exercise တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ဒီ compressor နှလုံးလုံးเนาะအဲမမောင်းစီပဲနဲ့ကျွန်တော်တို့เนาะအချိန်ပမာမူတည်ပြီးတော့မောင်းလို့ရတဲ့ပုံစံဘယ်လိုရလိုအပ်ချက်ပမာမူတည်ပြီးတော့ကျွန်တော်တို့နှလုံးလုံးမောင်းပါလားတစ်လုံးနဲ့မောင်းပါလားဆိုတာကိုစဉ်းစားမဲ့ပုံစံဟုတ်ပြီနော်အဲအဲ့လိုမျိုးပုံစံမျိုးအမျိုးမျိုးကျွန်တော်တို့ရေးလို့ရတယ်ဒါကတော့ကျွန်တော်ကเนาะအဲဒီ program ရဲ့ flow ပေါ်မှာရေးခဲ့တဲ့ဟာပေါ့နော်တကယ်လို့ကျွန်တော်တို့စိတ်ကြိုက်ပုံစံနဲ့ကျွန်တော်တို့ပြောင်းလဲပြီးတော့ရေးကျင်တယ်ဆိုတဲ့ရေးလို့ရပါတယ်ဒါတွေကိုတော့ကျွန်တော်စိတ်ကြိုက်ပုံစံပြောင်းလဲတယ်နောက်ထပ်เนาะအဲဒီ revision exercise ဒီမှာကျွန်တော်ဒါကို ပြန်ပြီးတော့အဲတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ